အပိုင်း6ရက်စမှာတော့အားလုံးကခန်းထဲမှာပက်လက်လန်နေခဲ့ပါတယ်သူကနေတိုင်းဆင်းနေရတဲ့ training နေနဲ့ဇက်တိုက်စုံနေရတဲ့ shower တွေကြောင့်လှုပ်တော့မလှုပ်နိုင်တော့ပါဘူး။ Mari ကတော့သူ့အတကယ်ကိုပင်ပန်းနေပြီလို့ညင်ညူနေခဲ့ပါဗါး။အဲချင်း Lina ကတော့အကြံကောင်းတစ်ခုကိုပေးလာခဲ့ပါဗါး။အဲဒါကတော့သူတို့အနေနဲ့ခေါင်းဆောင်ကြီးကိုစိတ်တူလာအောင်လုပ်ဖို့ပါ။ဘာလို့လဲဆိုတော့သူတို့သာဒဏ်ရာရသွားရင် နောက်ရကျရင် shower ကိုသွားစရာမလိုပဲနားရမှာမလို့ပါ။ ဒါကိုကျွန်တော်မာရီတို့ကလည်းဒါအကြံဟောမယ်လို့ပြောလိုက်ပြီးအကြံအောင်လက်ခံလိုက်ပါတယ်။နောက်ရက်မှာတော့အာရီတို့ကသူတို့ရဲ့မဟာကျန်စီကြီးကိုစတင်ကောင်းထဲပေါ်ပါတော့တယ်။သူတို့ကခေါင်းဆောင်ကိုဒေါသမထွက်ထွက်အောင်ရမ်းပင်ပန်းနေရမလို့နားရပေးဖို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်ခေါင်းဆောင်ကသူတို့ကိုနားရပေးပေမဲ့ပူပူညံ့ညံ့ကြည်အောင်စော်ရွက်ခဲ့ပါတယ်။မြက်ကြမှာတော့ခေါင်းဆောင်ကအိုင်လီတို့ကိုပက်တီးဖွေးသားနဲ့စင်မော်ကိုတင်ပြီးလိုက်ပြီးအိုင်လီဆိုရင်အသက်ရှူပိုက်ကိုတော့မဖြုတ်ရသေးပါဘူ ဒါကြောင့်အာရီတို့ကခေါင်းဆောင်ရဲ့ရက်ဆက်မှုကိုလက်လံနေခဲ့ပါတယ်။တရက်မှာတော့ကီနိုရှိတာကအာရီတို့ကိုရေဒီယိုစီစဉ်မှာပါဝင်မှုပြောလိုက်ပါတယ်။ဒါပေမဲ့သူမတို့နဲ့အတူပါဝင်မဲ့ဆူရိုအီတာနာကာကအိုင်ဒိုရီကိုမုန်းနေသူမလို့သတိထားဖို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့သူမတို့ကနေရာကိုရောက်တော့တာနာကာကအိုင်လီကိုစခုတ်ပါတော့တယ်။ပြီးတော့သူကအာရီကိုချင်းဆိုဖို့ပြောလိုက်ပါတယ်။ ဒါကြောင့်အိုင်လီကချင်းကိုထပြီးဆိုပေမဲ့သူကချက်ချင်းရက်ခိုင်းလိုက်ပြီးသူ့ရဲ့ခြေရွာကိုတော့မှီဦးဆိုပြီးဘလိန်ထုတ်လိုက်ပါတယ်။ဒါ့ကိုကျောင်းကခေါင်းဆောင်တို့ကကက်ဆက်ကနေနားထောင်နေပြီးတယောက်ကတော့တာနာကာရဲ့ဇီစာကြောင်မှုကိုစိတ်တူနေခဲ့ပါတယ်။တာနာကာကတော့ချီကကိုကာခိုင်းလိုက်ပြီးချီကကလည်းကပြဖို့လုပ်ပြန်တော့မကြည့်ရင်ဘူးလို့ပြောကမျိုးမျိုးပြစ်ရှာနေပြီးအိုင်ရောတွေကတိုက်တွန်းသားတွေလို့ပြောနေခဲ့ပါတယ်။ ဒါကိုကြောက်နောက်ထောင်နေရဲ့တယောက်ကတန်ရကောင်စိတ်တူပြီးပောက်ကွဲနေချင်း၊သူကခေါင်းအောင်စီကနေကက်ဆက်နဲ့ကောက်ထုတာကိုခံရပါတယ်။ဘာလို့လဲဆိုတော့တန်ရကာက ခေါင်းဆောင်ရဲ့မိန်းမဖြစ်နေရလို့ပါ။အဲတော့မှတော့တန်ရကာခေါင်းဆောင်အောင်လာတွေ့ပြီးကုတလောအလုပ်တွေရှုံးနေရလားလို့မေးလိုက်ပါတယ်။ဒါကိုကြောက်ခေါင်းဆောင်ကတန်ရကာကိုလက်ထက်ခွင့်တောင်းခဲ့တာကိုသတိရသွားခဲ့ပါတယ်။သူကတာနာကာကိုလက်ထက်ခဲ့ပြီးတည့်ရမှာတော့တာနာကာက အိုင်ရောတွေကိုရှုံးသွားခဲ့တာကြောင့်သူမကအိုင်ရောတွေကိုမုန်းသွားခဲ့တာပါ ဒါကြောင့်ခေါင်းဆောင်ကလည်းအိုင်ရိုးဖွဲကိုထောင်ထားတာအောင်ပြောပဲအကမဲ့ဘာထောင်ထားတာလို့လိန်ပြောလိုက်ပါတယ်။ဒါပေမဲ့တာနာကာကဒါအုံမြုံနဲ့စုံတော့ငါပြီးစုံလန်းကားလိုက်ပါတယ်။တပတ်မှာတော့ကီနိုရှီတာကအာရီတို့ကိုနောက်ထပ်ကားဝတ်တစ်ခုကိုတင်မှုပြောလိုက်ပြီးဟီဟော့ကာကိုလေးလာခံလိုက်ပါတယ်။ပြီးတော့သူတို့ကအာရီတို့ကိုစီးချက်ညီဖို့အတွက်ထပ်ပြီးလေ့ကျင့်ဖို့လိုသေးတယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့စုံတော့ကတာနာကာကိုခေါင်းဆောင်နဲ့ပတ်သက်တဲ့ပုံလေးကိုရလာတယ်လို့ပြောလိုက်ပါတယ်။ ီးတော့သူကမတ်တရနေတဲ့ခေါင်းဆောင်ရဲ့ရှေ့မှာဒူးထောက်ထားနေတဲ့အိုင်လိုရဲ့ဓာတ်ပုံကိုပြလိုက်ပါတယ်ပီးတော့စုံတော့ကအိုင်လီကအိုင်ရိုတယောက်လို့ပြောလိုက်ပြီးတာနက်ကာကတော့သူ့ယောက်ျားရဲ့ဓာတ်ပုံကိုကြည့်ကတမျိုးထင်သွားပါတယ်ဂေရိုအိုင်ကြီးကခေါင်းဆောင်ကအိုင်လီကိုခေါင်းရမ်းတာကိုတင်ပေးနေကြတာပါ နောက်ရက်မှာတော့သူမကခေါင်းဆောင်ကိုဓာတ်ပုံကိုပြလိုက်ပြီးဒီကိစ္စကိုမေးလိုက်ပါတယ်။ဒါအောင်မြင်တော့ခေါင်းဆောင်က "तू အိုင်ရိုးဘွဲထောင်ထားတာကိုမိမကတီသွားပြီလို့ထင်"ကဝါဒနာကိုမတားဖို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ဒါနကတော့ခေါင်းဆောင်ဟာဖောက်ပြန်တယ်လို့ထင်နေခဲ့ပါတယ်။ဒါကြောင့်သူမကစုံတော်နဲ့တိုင်ပင်ပြီးအိုင်လီကိုသတိပေးဖို့ဒိတ်ပြိုးတစ်ခေါင်ကိုပို့လိုက်ပေမဲ့အိုင်လီကချက်ချင်းစားလိုက်ပါတယ်။ပြီးတော့ချီကာကလည်းသူမကိုချိန်ချောက်ပို့လိုက်တဲ့ဒါကိုသဘောကျနေပါတယ်။ခေါင်းဆောင်ကတော့တက်ကြွနေတဲ့တပည့်တွေကြောင့်ကျေနပ်နေခဲ့ပါပြီ။ဒါပေမဲ့လူသိဉာဏ်နေတာကြောင့်ရင်းစာမှာပါလာရင်ပူကောင်းတယ်လို့ကီနိုရှိတာကပြောလိုက်ပါတယ်။တဖက်မှာတော့တာနာကာကယိုရှီမိုတိုကိုတွားတွေ့ပြီးအိုင်ရီတို့အကြောင်းသတင်းစာထဲမှာထည့်လိုက်ပါတယ် ဒီတော့မှအာရီတို့လည်းပိုပြီးနမဲကြီးွားပါတယ်။တ ਿਆਂ မှာတော့သူမကအာရီတို့ရဲ့ချင်းကိုလာနာထောင်ပြီးဒေါသတွေထွက်နေပါတယ်။ဒါကြောင့်သူမကနိနာစုဖွဲ့ကိုတွားတွေ့ပါတော့တယ်။တစ်ဖက်မှာတော့ခေါင်းဆောင်ကအိမ်မဆိုးရမန်းနေရလို့ပြောပြလိုက်ပြီးထိတ်လန့်နေခဲ့ပါတယ်။ဒီလုံနဲ့နိနာစုဖွဲ့ရတော့ခေါင်းဆောင်ကိုတကယ်တော်တော့အောင်လုံနိုင်ခဲ့ပြီးဇလန်းလေးကလည်းတခမ်းရသွားခဲ့ပြန်ပါတယ်။အပိုင်းခုနှစ်ရဲ့ဆမှာတော့ George တယောက် Skillet Angelina နဲ့ Hotel ကနေမှာနှံ့နေခဲ့ပါတယ် အန်ဂျလီနာကဂျော့ချ်ကိုတိုချိုကိုသွားမှာကအဆင်ပြေလားလို့မေးလိုက်တော့သူကစိတ်ပူဖို့ပြောလိုက်ပါတယ်။ဂျော့ချ်ကတကယ်လို့အဆင်ပြေရင်ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့လီနာတယောက်သူ့ရဲ့ကော်မလေးကြောင်းအတွေးကစိတ်ထဲမျိုးမျိုးဖြစ်နေခဲ့ပါပြီ။သူကအိုင်လီတို့ကိုအန်ဂျလီနာရဲ့ဖြူဖွေးနေတဲ့ခန္ဓာကိုယ်နဲ့လှပတဲ့ကောက်ကြောင်းလေးကြောင်းကိုပါပြောပြနေခဲ့ပါတယ်။အဲနောက်မှာတော့လီနာတယောက်လှုပ်ချင်တယ်လို့ထောက်អော်လိုက်ပါတယ်။ အဲ့ချိန်ခန်းကားကဝုန်းနေပွင့်သွားပြီးခေါင်းဆောင်ကဝင်လာပါတယ်။သူကလီနာကိုအိုင်ရိုးတယောက်ဖြစ်ပြီးကိစ္စကိုပြောကြလားလို့ပြောလိုက်ပြီးစိတ်သက်ကိုလေ့ကျင့်မှုလိုသေးတယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အဲ့တော့မှတော့ခေါင်းဆောင်ကလီနာကိုခွေးကောင်နဲ့ခန်းထဲမှာပိတ်ပြီးကားတွေကိုဇက်တိုက်ကြည့်ခိုင်းမှတော့တယ်။သူကဒီချွေနေကိုအတော်လေးစိတ်ပိနေတဲ့အပြင် ခွေးကလည်းခွေးထီးဖြစ်နေခဲ့ပါတယ်။တုံးရဲမျောင်းနေမှာတော့ခေါင်းဆောင်ကချီနေကိုလာကြည့်ပြီးခွေးမတကောင်ကိုအခန်းထဲကိုထည့်ပေးလိုက်ပါတယ် ဒါကြောင့်လီနာတယောက်တရက်တရက်ခွေးနှကောင်ချစ်တီနူတစ်တီတူးနေတာကိုထိုင်ကြည့်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ခေါင်းဆောင်ဟာတကားကိုလာဖွင့်ပေးခဲ့ပါတယ်။အဲဒီချိန်အထဲမှာတော့လီနာတယောက်ဗရီကုန်းကိုကင်ပြီးတရားပေါက်နေခဲ့ပါပြီ။ခေါင်းဆောင်ကစူးချတဲ့အနေနဲ့လှုပ်ပေးမယ်လို့ပြောတာကိုတောင်စိတ်ဝင်စားတော့ပါဘူး။နောက်ရက်မှာတော့ခေါင်းဆောင်ကချင်းရဲဖို့စဉ်းစားနေချိန်အဖွဲ့ဝင်တို့ကတာနီမူရာကဖမ်းခံလိုက်ရပြီလို့လာပြောလိုက်ပါတယ်။ ဒါပေမဲ့ခေါင်းဆောင်ကတော့စိတ်ဝင်စားပဲမကောင်းတာလို့လို့ဖန်ခံရတာလို့ပြောလိုက်ပြီးထွက်သွားခိုင်းပါတယ်။အဲနောက်မှာတော့သူကအရင်တော့ခေါင်းဆောင်ကြီးကသူ့ကိုကျွန်းကျွန်းကိုတည်ရင်လက်ဆောင်ပေးခဲ့တာကိုသတိရသွားခဲ့ပြီးကျွန်းချောင်းကိုချင်းရေးခဲ့ပါတယ်။ချင်းထွက်လာပြီးအာရီတို့ကဖြောပြေးချိန်မှာတော့ချင်းကအားလုံးကိုဖန်ဆားနိုင်လိုက်ပါတယ်။ဒါကြောင့်ခေါင်းဆောင်ကသူ့ရဲ့ခေါင်းဆောင်ကြီးကိုတွားတွေ့ပြီးခုထိကူညီပေးနေလို့ကျေးဇူးတွေတင်နေခဲ့ပါတယ်။ အဲ့ချိန်ခေါင်းဆောင်ကခေါင်းဆောင်ကြီးကသူ့ကိုအဖော်အနေနဲ့တာနေမူရာကိုထည့်ပေးလိုက်တာကိုသတိရသွားခဲ့ပါတယ်။အဲ့အခါမှာသူကတန်မှုရှိတဲ့အရာကိုဆုံးရှုံးလိုက်ရပြီဆိုတာဘောပေါက်သွားခဲ့ပါတယ်။နောက်ရက်မှာတော့အာရီယိုကပရိသတ်တွေနဲ့လက်ဆွဲနှုတ်ဆက်တဲ့အစီအစဉ်ကိုပြုလုပ်ခဲ့ကြပါတယ်။သူတို့ကမချစ်တော်လဲအောက်ငါနန်းဆိုသလိုစိတ်ပါပင်မဲ့ပြုံးပြနေခဲ့ရပါတယ်။အဲ့ချိန်ယူရီကမာရီကိုနှုတ်ဆက်လိုက်ပြီးသူမကမာရီကိုခေါင်းဆောင်ကဘယ်မှာရှိလဲဆိုတာပြောပြဖို့တောင်းဆိုလိုက်ပါတယ်။ ဒါကြောင့်မာရီကပြောပြလိုက်တော့ကော်မာလီယာခေါင်းဆောင်ရှိနေတဲ့နားနေကန်လေးကိုအတင်းဝင်ကကပြလိုက်ပြီးဘယ်လိုလဲလို့မိကသူမက အောင်မူရီကနေဒီအထီကိုလာခဲ့ရတာလို့ပြောပြလိုက်ပါတယ်။ဒါကိုကြားတော့ခေါင်းဆောင်ကသူတို့ကလေဒိုက်ချိုမီသားစုတွေကိုဝင်မှုအရန်စူးစမ်းခဲ့ရတာကိုသတိရသွားပါတယ်။ဒါကြောင့်သူကယူအီကိုလက်ခံလိုက်ပြီးသူ့ရဲ့ခေါင်းဆောင်ကြီးလိုပဲအားလုံးပေါ်အချင်းသာတရားနဲ့အုပ်ချုပ်မယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ခေါင်းဆောင်ကတော့나이ပေါင်းများစွာပြိသက်တွေနဲ့ရှိနေရတာတွေကိုကောင်းငင်ကကြည်ပြီးစိတ်ပြတ်နေခဲ့ပါပြီ။အဲနောက်ခေါင်းဆောင်ကယူအီကိုအိုင်လီတို့နဲ့မိတ်ဆက်ပေးပြီးအစ်စ်လို့ပြောလိုက်တော့အိုင်လီတို့ကလည်းမျက်လုံးပြူးသွားခဲ့ပါတယ်။သူတို့ကတန်မာလူတယောက်ကိုသူတို့ဖွဲ့ရဲကိုထိလိုက်တာကြောင့်စိတ်ညစ်နေပြီးခေါင်းဆောင်ကတော့သူတို့ကိုတီးတန့်ခေါ်တွေးလိုက်ပါတယ်။အဲချင်းအပြင်ကနေပြန်လာတဲ့လီနာကယူအီကိုမြင်ပြီးသူတို့လိုပဲလို့ထင်ကဘာမှလုပ်မလို့လဲလို့မေးနေပါတယ်။ ဒါကိုကျွန်တော်ယူရီကကြောင်တောင်ဖြစ်နေပြီအဖမှာအာလီတို့ကတော့ယူရီကိုခေါ်ရဖို့အစဉ်ပြေဘူးလို့ကန့်ကွက်နေခဲ့ပါတယ်အဲချိန်လီနာကယူရီကိုသူတို့လိုဖျက်ဖောက်ချောမဖူးဆိုတာတီးပြီးအံ့ဩနေပါတယ်နောက်ရက်မှာတော့အာလီတို့ကယူရီကိုစင်ပေါ်မှာပြစ်သက်တင်နေမိတ်ဆက်ပေးခဲ့ပြီးအားလုံးကလည်းသူမကိုအားပေးခဲ့ကြပါတယ်အဲနောက်မှာတော့အခန်းအောင်ပြောင်းတော့အနေငယ်စိတ်ပူနေတဲ့ယူရီကသူမလုံးနိုင်လို့ဖူးလို့ပြောကငိုနေခဲ့ပါတယ်ဒါအောင်မြင်တော့အားလုံးကသူမကိုဝိုင်းချော့လိုက်ပါတယ် တဖက်မှာလည်းလီနာကယူရီကမိမဆစ်ဆိုတာကိုသိပြီးချီကာတို့ကတော့လီနာကိုစူးစမ်းဖို့ပြောပြီးပြိုင်မရှိလာပြီလို့ပြောလိုက်ပါတယ်။တရက်မှာတော့ယူရီနဲ့လီနာကိုကီနိုရှိတာကခေါ်တွေ့ပြီးစင်ပေါ်မှာတူတူ ဖြောပြဖို့ပြောပါတယ်။အဲ့ချိန်လီနာကတော့တက်ချွနေတဲ့ယူရီကိုကြည့်ကသူ့ရဲ့ရင်လှုပ်ဖို့ကင်မတ်ကိုသတိရပြီးစိတ်တူနေခဲ့ပါတယ်။အဲ့နောက်မှာတော့စင်မော်ရောက်တဲ့အထိရင်အကြောင်းတွေကိုသတိရနေခဲ့ကယူရီကိုအော်ဆဲနေတာကြောင့်အားလုံးကလန့်သွားပါတယ် ခေါင်းဆောင်ကတော့ဒါအိုကြီးကစိတ်တူနေခဲ့ပြီးဇလန်းလေးကလည်းတခမ်းရသွားခဲ့ပြန်ပါတယ်